မင်္ဂလာပါ Reader's Refocus Podcast ရဲ့ Day 12ကိုရောက်လာပါပြီ။အော်ဒီ Day 12မှာတော့စောက်ထဲမှာဆိုလို့ရှိရင်ဘာတွေအရေးကြီးနေသေးလဲဆိုရဲခေါင်းစဉ်နဲ့ What still matters ပေါ့နော်။အဲ့ဒီခေါင်းစဉ်လေးနဲ့ရေးထားတယ်။အဲ့တော့အဓိကတော့ပြောချင်တာပါလဲဆိုလို့ရှိရင်ဒီဒီနေ့ပေါ့နော်ဒီစာရင်းမှာကတော့အဓိကကျမတို့ဘဝမှာတန်ဖိုးထားတယ်ကျမတို့ရဲ့ value တွေပေါ့နော်အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ ရေးထားတာဖြစ်ပါတယ်။အဲ့တော့တိုက်တိုက်ဆိုင်ဆိုင် ပြောရမယ်ဆိုလို့ရှိရင်ဒီနေ့က12ရက်12လလို့ပြောကြတယ်ပေါ့နော်။ဒီ12 12ဆိုတော့နံပါတ်တခုအဲတိုက်ဆိုင်တဲ့အချိန်ပေါ့နော်။အဲ့တော့12 12ကလည်းဟို spiritual ဘက်ကဆရာဆရာမတွေဆိုလို့ရှိရင်ပြောကြတယ်။ဒါကလည်းရက်ကောင်းနေပေါ့နော်။71 71တို့12 12တို့အစားရှိသဖြင့်ဒါကလည်းရက်ကောင်းတဲ့နေ့ရက်တခုဖြစ်တယ်။အဲ့တော့ဒီလိုနေ့မှာနော်ဘာတွေလို့လို့ ရရဲဆိုရယ် ritual လေးတွေပေးတာတို့နော် manifest လုပ်တာတို့အစရှိသဖြင့်ပေါ့လေဒါမျိုးလေးတွေလည်းပြောနေကြတာတွေတွေ့ရတယ် portal တွေပွင့်တဲ့အစရှိသဖြင့်ပေါ့နော်ဒါမျိုးလေးတွေလည်းပြောနေကြတာတွေ့ရတယ်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဒီ12ရက်12လ December ကလည်း12လပိုင်းပေါ့နော်နေ့ကလည်း12ရက်နေ့ဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီနေ့ကတော့ဘယ်လိုပဲဖြစ်ဖြစ်ထူးခြားတဲ့ရက်ကလေးဖြစ်တယ်လို့အာအရင်ဆုံးပြောချင်ပါတယ်အဲ့တော့ ဒီ theme မှာတော့ကျွန်မကစာအုပ် theme မှာတော့ကျွန်မဒီ value တွေနဲ့ပတ်သက်ပြီးတော့ရေးထားတယ်ပေါ့နော်ဒီ talk မှာတော့ဒီ podcast မှာတော့ကျွန်မအာနည်းနည်းလေး different ဖြစ်တဲ့အကြောင်းအရာလေးတခုကိုပြောခြင်းနဲ့ပေါ့အဲ့တော့ဒီ day 12ကဘာတွေနဲ့ဆက်ဆက်ပြီးတော့နားထောင်လို့ရတယ်ဆိုလို့ရှိရင်အရှိပိုင်းမှာပြောသွားတယ်။ day 1မှာကျွန်မတို့အရှင်လျှော့ပါဆိုပြီးတော့ အာ podcast လေးတခုအရင်ဆုံးစပြီးတော့တင်တယ်။နောက် day 2မှာကျတော့ mental clutter တွေပေါ့နော်။စိတ်ပိုင်းဆိုင်ရာစုညံနေတဲ့အသံတွေ man noise တွေပေါ့။ဒါတွေကိုလျှော့ဖို့ပြောတယ်။နော်နောက်တစ်ခုကကြတော့ day 6မှာဆိုလို့ရှိရင် ကျမတို့ disconnect to reconnect ပေါ့နော်ကိုယ့်ဟာကိုယ်ပြန်လဲချိန်ဆနိုင်မှုအတွက်ကို disconnect လုပ်တဲ့အရာတွေကိုအ ချိတ်ဆက်ထားတဲ့အရာတွေကိုကျမတို့ခဏတာဖြတ်တောက်ရမယ်ဆိုတဲ့ဟာမျိုးပေါ့နော်ဆိုတော့ဒီအကြောင်းအရာလေးတွေနဲ့ဆက်ဆက်ပြီးတော့နားထောင်လို့ရတယ်ဖတ်လို့လည်းရတယ်အဲ့တော့ day 12မှာကျတော့အဓိကပါလဲဆိုလို့ရှိရင်ဒီအချိန်ကနှစ်ဆုံးကနေအချိန်ဖြစ်တယ်နော်နှစ်တစ်နှစ်ရဲ့နောက်ဆုံးလဖြစ်တယ်အဲ့ဒီအချိန်မှာကျမတို့ဇောရီကိုလျှော့လိုက်တာပေါ့နော်တခုခုဆိုလို့ရှင်ဟာဒါမရရင်ဘယ်လိုလုပ်မလဲဒါမပြီးရင်ဘယ်လိုလုပ်မလဲနော်အဆရှိသဖြင့်ပေါ့အဲ့လိုစိုးရင်ပူပန်မှုတွေနဲ့အရန် anxious ဖြစ်ပြီးတော့မြ мян ဆန်ဆန်သွားနေတဲ့ အရှိန်အဟုန်ပေါ့နော်အဲ့ဒါကိုအခုချိန်မှာခဏလောက်ရှော့လိုက်ပြီးတော့ဘာမှမဖြစ်တော့ဘူးနော်နှစ်နှစ်လဲကုန်ကန်နေပြီရက်ပိုင်းနှင်းငယ်ပဲလို့ရတယ်အဲ့ဒီအချိန်မှာကိုအတင်းကိုကိုကကိုအရန် drive လို့ပြီးတော့မောင်းနေနေတဲ့အရာတွေကိုခဏလောက်အရှိန်ရှော့ပြီးတော့ကျမတို့ကိုအတန်လေးကိုကိုပြန်နားထောင်ကြည့်မယ်ကိုရင်ထဲကပြောနေစကားတွေဘာတွေရှိမလဲပြန်နားထောင်ကြည့်မယ်နောက်တစ်ခုကဘာလဲဆိုကျမတို့ အယုံအကျန်းစာတွေပို့တိုက်နေတဲ့ social media လို့ဟာမျိုးပေါ့နော်အဲ့ဒါကိုကျမတို့ disconnect လုပ်မယ်အဲ့လို disconnect လုပ်တဲ့အတွက်ကြောင့်မလို့ကိုကိုကိုပြန်ပြီးတော့ကျမတို့မြင်ရတယ်ပေါ့နော်ကိုအတွက်ကိုအချိန်ပေးရကိုအတန်းကိုပြန်ပြီးနားထောင်နိုင်မှုပေါ့နောက်တစ်ခုကတော့ဒီ mental clutter လို့ခေါ်တဲ့ day 2မှာပြောထားတာကတော့စိတ်ထဲမှာစုညံနေတဲ့အတန်းတွေကိုရှင်းချလိုက်ပြီးတော့နော်ကို တန်ကိုကိုပြန်နားထောင်နိုင်မှုပေါ့เนาะဆိုတော့အဲ့ဒီအကြောင်းအရာလေးအကုန်လုံး ਨੇ ဒီ details မှာပြောမယ် what still matters ဘာရအရေးကြီးနေသေးလဲဆိုတဲ့အကြောင်းအရာကဆက်ဆက်မှုရှိရပေါ့เนาะအဲဘယ်လိုပုံစံနဲ့ကျမတို့ရဲ့ဘဝကို drive လုပ်လာကြတာများလဲဆိုလို့ရှိရင်ကျမတို့နေထိုင်တဲ့ခေတ်ကာလအခြေအနေအရလည်းအရန်ကိုမြန်နေတဲ့အချိန်အဟုန်နဲ့သွားနေအောင်နေစင်တဲ့အမြန်เนาะဟိုဘယ်နေရာမှာဘာဖြစ်တယ်ဆိုလို့ရှိရင်ချက်ချင်းလာတည်နေပြီเนาะအဲ့တော့အလောက်ထိအောင်မှာ information စီစဉ်မှုတွေလည်းအရင်မြန်နေတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာမလုပ်ရလဲဆိုလို့ရှိရင်ကျမတို့ကအချိန်လျှော့ပြီးတော့ကိုယ့်ဟာကိုယ်နားထောင်မှုလိုတယ်အဲ့တော့အချိန်မလျှော့နိုင်ခင်မှာဘာတွေဖြစ်နေလဲဆိုတော့ကျမတို့ကအဲ့ဒီဇောတွေတွေမှာမျောနေရပေါ့နော်အဲ့တော့ဘလို့ပုံစံနဲ့ကျမတို့ဘဝကိုသွားလဲဆိုလို့ရှိရင်ကျမတို့ကကိုယ့်ကိုယ်ကိုတည့်တည့်ပြဖို့ဆိုတော့ကျမတို့အမြဲတမ်းပဲ အဲစဉ်းစားနေကြတယ်။ငါဘာလဲဆိုတာကိုသူများတွေသိအောင်တက်တည်ပြဖို့ပြီးတော့ကိုကိုကိုငါဘာကောင်လဲဆိုတာသိဖို့เนาะအဲ့ဒါကိုကျမတို့ကတက်တည်ပြခြင်းနဲ့စိတ်တည်ရှိတယ်။အဲ့ဒါဇောတွေပေါ့။အဲ့ဒါနောက်တစ်ခုကဘာလဲဆိုရင်ရှင်ပြိုင်မှုတွေเนาะအယံကိုရှင်ပြိုင်မှုတွေများလာတယ်။ကိုကိုကိုရှင်ပြိုင်နေ။နောက်အများသူကလည်းရှင်ပြိုင်နေ။ပြင်ပကအဲအရာတွေပေါ့ပြင်ပကလူပုပ်ကိုတွေအဲ့ဒါတွေဥမာ तू तू တဲ့ ငါတောင်းလို့ပြလာအောင်မယ်။သူကငါ့ကိုကြောသွားတယ်။ငါ့ကိုဗာများမှန်နေလေနော်။ငါ့ကိုချေရတိုင်းမှုမစင်စားနဲ့။အဲဒါမျိုးတွေလေကျမတို့လည်းတွေးတတ်တာပဲ။ကျမတို့လည်းတွေးတတ်ခဲ့ပါတယ်ဒါတွေကိုနော်။အဲ့တော့အဲ့ဒီစိတ်တရားဘာလဲဆိုပြောနေတဲ့အချိန်မှာတော့ကိုကအရန်ကိုဆွဲတင်ပြီးတော့ပြောနေရ။အဲ့လိုလေပြောနေရပြီးတော့လှုပ်တဲ့အလုပ်တွေမှာလည်းဘာလဲဆိုလို့ရှိရင်ငါဘာကောင်လဲဆိုတာသိအောင်တည်တည်ပြလိုက်အောင်မယ်။ငါ့ကိုလာကြောလို့တော့မရအောင်။ငါ့ကိုဒီလိုလို့တော့မရအောင်။ငါဘာလဲဆိုတာနေမသိဘူးလား။အဲအဆရှိသဖြင့်ပေါ့။အဲ့လိုမျိုးကျမတို့ပြောနေပြီမဲ့။ အယန်းကိုလေအဲ့ချိန်မှာကိုကအယန်းမောက်ပါတယ်အယန်းကိုကြွားဝါတယ်အယန်းကိုဟိုဂုံမောက်တယ်ပေါ့နော်အယန်းကိုမာနာတွေကြီးတယ်အဲ့လိုတွေဖြစ်နေပြီမဲ့အယန်းဝန်းနေစရာကောင်းတဲ့အရာတခုကတော့ဘာလဲဆိုလို့ရှိရင်တစ်ဖက်ချမ်းမှာကိုကတိမ်ငယ်စိတ်တွေရှိနေတာအားငယ်စိတ်တွေရှိနေတယ်ပြီးတော့မလုံးမချုံပြည့်တဲ့စိတ်တွေရှိနေတယ် ငါဘာလဲသိအောင်ပြလိုက်အောင်မယ်ငါလုတ်ပြလိုက်အောင်မယ်ငါ့ကိုလာကြောလို့တော့မရဘူးအဆရှိတဲ့ပြင်အဲ့လိုမျိုးပြောနေတယ်အဲ့လိုမျိုးလုပ်နေတယ်ဆိုတာ၄ဒီတကယ်အရင်စစ်လိုက်တဲ့အခါမှာဘယ်ကလာနေလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ insecurity တွေမလုံခြုံမှုတွေเนาะအားနည်းမှုတွေတိမ်ငယ်မှုတွေအဲ့ဒီကနေပြီးတော့ جماعه တို့လာနေတာဟုတ်တယ်နော်တေချာပြန်စဉ်းစားကြည့်အဲ့အချက်ကဝင်နေစရာကောင်းတယ်ပြီးတော့ပြန်သိလိုက်ရတဲ့အခါမှာလည်းကြောက်စရာကောင်းတယ် အဲ့တော့လူတိုင်းကမသိကြဘူးပေါ့နော်ဒါကပြောမယ်ဆိုကိုယ့်ရဲ့အမှောင်ဘက်ချမ်းအမှောင်ဘက်ချမ်းတစ်ခုဟာကို့ပေါ်မှာအရေးထိုးလာတယ် shadow တစ်ခုလို့ဖြစ်လာတယ်ဆိုတဲ့အခါမှာအဲ့ဒါဘာဖြစ်လို့လဲဆိုပြီးတော့အဲ့ဒီ shadow ရဲ့အနောက်ကနော်အရာတွေကိုကျမတို့ကပြန်ပြီးဆွဲထုတ်နိုင်ရမယ်အဲ့ဒါမှကျမတို့နှလုံးသားထဲကအလင်းရောင်ကိုကျမတို့တွေ့မှာနော်အဲ့တော့ဘာလဲဆိုလို့ရှိရင်တစ်ချိန်လုံးကျမတို့ကအဲ့လိုဇောတွေတက်ပြီးတော့ လိုက်ပြိုင်နေစရာမလိုဘူးလိုက်သက်သေပြနေစရာလည်းမလိုအရေးကြီးတာကဘာလဲဆိုရင်ကျမတို့ကကိုဘွားကိုကိုပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းမှု ပြပြဝဝဖြတ်သန်းမှုဖန်တီးဖို့ပဲအရေးကြီးတာနော်ငါဘလောက်တော်လဲငါစီမှာဘလို့တငယ်ချင်းတွေရှိလဲနင်ငါ့ကိုတစ်ချိန်တော့ဘလို့နှိမ်ထားတာငါလုတ်ပြမယ်နင်အထင်ကြီးနေတဲ့လူတွေထက်ငါပိုတော့လုတ်ပြမယ်အဆရှိသဖြင့်ပေါ့နော်အဲ့ရမျိုးတွေကတကယ်တမ်းမှာပြောရမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ထဲမှာပြေဝမှုတစ်ခု wholeness လို့ခေါ်တယ်။ပြေဝမှုတစ်ခုကိုမခံစားနိုင်တဲ့ွေအဲ့ဒီစိတ်တွေဟာထွက်လာမှာအဲ့လိုပုံစံနဲ့ပဲထွက်လာမှာ ego တွေပေါ့ပြောမယ်ဆိုအတ္တစိတ်တွေအနေနဲ့ထွက်လာ။အဲ့တော့အဲ့လိုမျိုးလှုပ်ပြလိုက်တဲ့အခါမှာနော်ကိုကပြောလိုက်တယ်စိုးလိုက်တယ်မောက်မာပြလိုက်တယ်ဆိုတဲ့အခါမှာအဲ့ဓာရီကလေဟိုခဏတာမှာစိတ်တသက်မှုတစ်ခုပေါ့ရရင်ရမယ်ဒါပေမဲ့ရေရှည်မခံဘူး။ဒါရီကတသက်လုံးခံမဲ့အရာတွေမဟုတ်ဘူး။သူ့အချိန်ကုန်ရင်သူ့သူပြန်ကြသွားမှာ။နော် အဲ့ဒီအချိန်ကုန်နေဆိုတာလေဟိုနိုင်ပိုင်းနေအောင်မှာပြန်ကြသွားတာမျိုးဖြစ်နိုင်တယ်နော်ကိုကပြောလိုက်ဆိုလိုက်တယ်ဂျင်းနဲ့သွားရင်ဘယ်လောက်ကြည့်ဂျင်းနဲ့လဲနော်နိုင်ပိုင်းလောက်ပဲခံနေမိနစ်ပိုင်းလောက်ပဲခံနေဆိုဘာလို့မှလဲနော်အလကားနေစိတ်ထဲမှာအကုသို့ဖြစ်တယ်အဓိကဘာလဲဆိုကိုရဲ့ဘဝရဲ့ wholeness ပေါ့နော်ပြည့်ဝတယ်ဆိုတဲ့ဟာတခု complete ဖြစ်တယ်ဆိုတဲ့ဟာတခုကိုကိုယ်တိုင်ခံစားတတ်ဖို့အရေးကြီးတယ်နော်အဲ့တော့ဒီနေ့ဆက်နေဆက်နေရက်ကောင်းနေပါညာပြောကြတယ် ရက်ကောင်းလို့ပဲဖြစ်ဖြစ်ရက်မကောင်းလို့ပဲဖြစ်ဖြစ်ဘလို့ပဲဖြစ်ဖြစ်เนาะနှစ်ဆုံးကနေအချိန်တခုမှာကျမတို့တွေဒီကိုကိုကိုပြန်လဲသုံးသပ်ဖို့အကောင်းဆုံးအချိန်ဖြစ်တယ်เนาะဒီအချိန်ရောက်ကိုကိုကိုပြန်လဲသုံးသပ်ဖို့အကောင်းဆုံးအချိန်ဖြစ်တယ်ကိုဘာတွေဖြစ်ခဲ့လဲเนาะအဲ့တော့ဒီစနစ်စနစ်ကရက်ကောင်းနေเนาะ spiritually เนาะဘလို့ပဲကြည်ကြည်ရက်ကောင်းနေဆိုလို့ရှိရင်လေဒီအချိန်မှာကိုယ့်ရဲ့ပုံစံပေါ့နော်ကိုယ့်ရဲ့ပုံစံတခုကို identity shift လုပ်ဖို့ပေါ့ပြောင်းမှုဟာအကောင်းဆုံးအချိန်ပဲလို့ကျွန်မပြောခြင်းတယ် နော်ကိုနဲ့ဘလို့မှအတုံးမဝင်တော့တဲ့အတွေးခေါ်ကြီးကိုစီမှာရှိမယ်နော် သိတယ်ကိုကိုကိုတွေးနေတဲ့အတွေးခေါ်ကြီးကကိုကို support မလုပ်တော့ဘူးကိုရဲ့ဘဝရဲ့အကျိုးစီးပွားဖြစ်ထွန်းမှုအောင်မြင်မှုရင့်ကျက်ဖို့ personal growth နော် personal development လို့ခေါ်တဲ့တိုးတက်မှုကိုပိုင်တိုးတက်မှုရှင်သန်မှုကြီးထွားမှုရင့်ကျက်မှုဒါတွေကိုရဖို့အတွက်ကိုကို support မလုပ်တော့ဘူးအဲ့လိုပဲကိုအနီးအနားမှာရှိတဲ့သူတယောက်ကိုရဲ့ relationship တစ်ခုနော်ဒါတွေကလည်း နော် ကိုစွန့်ပြရမယ့်အရာတွေမှာပါတယ်ကို့အပေါ်မှာဘလို့မှကောင်းကျိုးမပေးတော့ပါဘူးဆိုတဲ့အဲအချိန်နေအချိန်နေတွေရောက်နေပြီဆိုလို့ရှိရင်ဘာလဲဆိုအဲ့ဒါကိုကျမတို့ကပြောင်းရတော့မှာအဲ့ဒါကဒီအချိန်မှာပြောင်းမှုကအကောင်းဆုံးအချိန်ပါပဲလို့ဒါလေးကို remind လုပ်ချင်တယ်အဲ့တော့ကိုဖြစ်ချင်တဲ့ဇန္နာတွေရှိမယ်ဘဝမှာ နော်တခါလေးကြောက်လို့ရှိရင်ဒီကျမတို့ကအလုပ်တစ်ခုလုပ်နေရယ်နော်စကားတစ်ခုပြောနေရယ်အလုပ်တစ်ခုလုပ်နေရယ်လူတယောက်နဲ့တူတူရှိနေတယ် ကျွန်တော်ပုံစံကဒီလိုပုံစံဖြစ်နေရေဒေါသကြီးရေဝန်းနေတယ်ကြောက်တတ်တယ်အဆက်ရှိတယ်ပေါ့ရှက်တတ်တယ်တင်ငယ်တတ်တယ်အဆက်အဆက်ရှိတဲ့ဖြင့်ပုံစံအမျိုးစုံဖြစ်နိုင်တယ်ကျွန်တော်တို့ကရှယ်ဒိုးတွေကအမျိုးစုံရှိနိုင်တယ်ဒါပေမဲ့အဲ့လိုမျိုးတွေကိုပြောနေရင်လုပ်နေရင်ခံစားနေရင်တွေးတောနေရင်ထုတ်ပြနေရင်မှာပဲတစ်ချိန်တည်းမှာဒါတွေကိုမဖြစ်ချင်လိုက်တာဆိုတဲ့ခံစားချက်မျိုးရှိရဟုတ်တယ်မလားဒါငါပုံစံမဟုတ်ဘူးဆိုတော့ကျမတို့သိတယ်ဆိုတော့အချိန်ကြီးရှိတယ်ကျမစီမှာဆိုရင်အဲ့လိုအချိန်ကြီးရှိတယ် နော်အဲ့ဒီအချိန်မှာကျမရဲ့ dark side တွေကျမရဲ့ shadow တွေထောက်လျှောက်ထွက်နေရဲ့အဲ့ဒီအချိန်မှာကျမပြောနေရဲ့ပြုမှုနေရဲ့ဆောင်ရွက်နေရဲ့လှုပ်ရှားနေတယ်စိတ်ကလည်းအဲ့လို drive လုပ်နေရဲ့ကိုကိုကိုဒါပေမဲ့တစ်ချိန်တည်းမှာငါလုံနေတာတွေကဟုတ်မနေဘူးငါအဲ့ဒါမလုပ်ချင်ဘူးအဲ့ဒါငါပုံစံမဟုတ်ဘူးဆိုတော့စိတ်မျိုးကျမစီမှာရှိတယ် နော်အဲ့တော့တခါလေးကျရင်ကျမတို့ကဘာလဲဆိုကိုဖြစ်ချင်တဲ့ဆန္ဒနဲ့မကိုက်ညီနေတဲ့ပုံစံတွေကျမတို့သွားလုံးနေမိကြတယ်ကိုကိုကိုဆွဲချဖို့ကဲ့ခဲနေတာနော်ကိုကိုကို break out ဖို့ကိုအဲကျမတို့ခက်ခဲနေတာအဲ့လိုမျိုးဖြစ်တတ်တယ်နော်အဲ့တော့ကိုယ့်ရဲ့ယုံကြည်ချက်တွေကိုဖြစ်ချင်တဲ့ဆန္ဒတွေကိုယ့်ရဲ့အတွေးအမြင်တွေဒါတွေနဲ့မကိုက်ညီဘူးဆိုလို့ရှိရင်အဲ့ဒီအလုပ်တွေကိုကျမတို့ကတတိရှိရှိကိုကျမတို့ရက်ရက်လိုက်ဖို့လိုအပ်တယ်နော်အဲ့တော့ ဒီနေရာမှာစဉ်းစားမှာပါလေစာနဲ့ပြန်ပြီးတော့ချိတ်ဆက်ကြည့်မယ်စာထဲမှာကျွန်မပြောထားတယ်ခုနက value တွေအကြောင်းရေးထားတာဟုတ်တယ်အဲ့တော့အခုဒီ talk နဲ့စာနဲ့ပြန်ဆက်ဆက်ကြည့်ခြင်းကြည့်မယ်ဆိုလို့ရှိရင်တကယ်တမ်းမှာကျွန်တော်ဖြစ်ချင်တာပါလေကျွန်တော်အတွက်အရေးကြီးတာပါလေကျမတို့ရဲ့တံပိုးထားမှုတွေကပါတယ်လေကျမတို့ဘဝရဲ့တံပိုးထားမှုတွေကပါတယ်လေအဲ့ဒါကျမတို့ရဲ့ value တွေပါပဲအဲ့ဒီ value တွေကို ရေးချစေချင်တယ်။ကိုကဘာဟုတ်တမိုးထားလဲ။အင်းကြီးမို့တမိုးထားတာလား။ကိုမြန်နိုးတဲ့အရာပါလေ။ဟောအဲ့အဟာကိုကိုကကိုပြန်ပြီးတော့စဉ်းစားကြည့်စေချင်တယ်။အဲဒါတော့ကျွန်မစကားဆက်မိလို့ပေါ့နော်။ကျွန်မစဉ်းစားမိရလေးတခုပြောပြချင်တာ။ကျမတို့တွေကဘဝမှာတကယ်ပြောရမယ်ဆိုလို့ရှိရင်လေဘယ်တော့မှတယောက်တည်းမဟုတ်ဘူး။လူတိုင်းကိုကြည့်ကြည့်ကိုအပါဝင် လူတိုင်းကိုကြည့်ကြည့်အိမ်မှာဘာလို့ရှိလဲအမေရှိရဲ့အမေကိုကြည့်ကြည့်နော်အဖေကိုကြည့်ကြည့် ို့အမျိုးသားကိုကြည့်ကြည့်ဒါမှမဟုတ် Facebook တွေပါပို့ရင်းနဲ့တခြားတကယ်ချင်းတယောက်ကြည့်ကြည့်သူ့အမျိုးသမီးကိုကြည့်ကြည့်သူ့သားလေးကိုကြည့်ကြည့်အဆရှိတဲ့ပြင်နောက်ဆုံးအဆုံးထိအိမ်မှာမွေးထားတဲ့ခွေးလေးတွေကိုကြည့်ကြည့်ကြောင်လေးတွေကိုကြည့်ကြည့်ကျမတို့စီမှာအမြဲတမ်းလူတိုင်းစီမှာနော် လူတိုင်းစီမှာကိုယ့်ကိုအမြဲတမ်း backup လုပ်ပေးနေတယ် support လုပ်ပေးနေတယ် support system ကြီးတခုအမြဲရှိဖို့ရှိတယ်ဟုတ်တယ်နော်မယုံလို့ရှင်စဉ်းစားကြည့် အဲ့ဒီလူတယောက်စီမှာအဲ့ဒီလူကို အမြဲစိတ်ပိုင်းဆိုင်ရာအရာရုပ်ပိုင်းဆိုင်ရာအရာငွေကြေးပိုင်းဆိုင်ရာအရာကျမတို့ support လုပ်ပေးနေတဲ့သူတွေအများကြီးရှိအဲ့တော့ကျမတို့ဘယ်တော့မှမတွန့်နဲ့ငါဟာတယောက်တည်းဖြစ်နေပါလားလို့ဘယ်တော့မှမတွန့်နဲ့ကျမတို့ကဘယ်တော့မှတယောက်တည်းမဟုတ်ဘူးဘသူကမှတယောက်တည်းဟုတ်မနေဘူးတယောက်တည်းလို့ခံစားရတာကကိုယ့်ဘာကိုခံစားတာငါတယောက်တည်းဖြစ်နေပါတယ်ငါအထီးကျန်နေပါတယ်ငါလုံးနည်းဖြစ်နေပါတယ်ဆိုတာကိုကျမတို့က ကိုယ့်ဟာကိုယ်ခံစားရတကယ်တော့ကျမတို့ဘေးမှာเนาะကိုယ့်ကို support ပေးနေတဲ့သူတွေရှိတယ်လို့မျိုးเนาะအိမ်မှာလည်းရှိရယ်เนาะရုံးမှာလည်းရှိရယ်ကျောင်းမှာလည်းရှိရယ်နေရာတကာမှာရှိရယ်เนาะလူတိုင်းစီမှာရှိရအောင်အဲ့ဒါဘသူမဆိုရှိတာအဲ့လိုလူတွေအပြင်ကျမတို့ယုံကြည်ရတဲ့သူတွေချစ်ခင်တဲ့သူတွေအားကိုးတဲ့သူတွေအများကြီးရှိရယ်ကျမတို့ကြောက်မလို့သူတို့အစဉ်ပြေခဲ့ရတယ်ဆိုတော့ဘဝတွေလည်းအများကြီးရှိရယ်ကိုလှုပ်ပေးလိုက်လို့ကိုဆွဲတင်ပေးလိုက်လို့เนาะ ကိုကူညီပေးလိုက်လို့အဆင်ပြေသွားတယ်ဆိုတဲ့ဘဝတွေလည်းအများကြီးရှိတယ်။ကိုကိုတကယ်ကိုစိတ်ဝင်စားတဲ့သူတွေဆိုတာလည်းအများကြီးရှိတယ်။အဓိကပြောချင်တာဘာလဲဆိုလို့ရှိရင်ကျမတို့ဟာရှင်သန်မှုလိုတယ်။ဘသူတွေအတွက်ရှင်သန်မှာလဲကိုကိုချစ်တဲ့သူတွေအတွက်ကျမတို့ရှင်သန်မှုလိုတယ်။ကိုကိုအားကိုးနေတဲ့သူတွေအတွက်ရှင်သန်မှုလိုတယ်။ရှင်သန်မှုလို့ပြောရတဲ့နေရာမှာလူတစ်ယောက်ရဲ့ရှင်သန်မှုသူ့ရဲ့ရည်တည်မှုခိုင်မာမှုအဲ့ဒီအတွက်ကိုခုနကကျမပြောသလိုအမြဲတမ်း support လုပ်ပေးနေတဲ့ support system တခုဟာရှိသလို့ ျမတို့ကလည်းအဲ့လိုမျိုးလုပ်ပေးနေတဲ့ support system ကရှိတယ်။အဲ့ဒါကိုကျမတို့ကမြင်အောင်ကြည့်ရမှာ။နော်။အဲ့တော့အဲ့ support system တွေမှာအကုန်လုံးပါတယ်။ကိုယ်အရာရာပံ့ပိုးပေးနေတဲ့လူပုဂ္ဂိုလ်တွေအခြေအနေတွေကံတရားတွေဒါတွေအများကြီးပါတယ်။ပြီးတော့ plus ပါလဲဆိုလို့ရှိရင်ကိုယ်ချစ်တဲ့သူတွေအားကိုးတဲ့သူတွေယုံကြည်တဲ့သူတွေနော်။ကျမတို့ဆိုလို့ရှိရင်ကျမရဲ့အာဆဖတ်တဲ့ညီမလေးနှစ်ယောက်ပေါ့နော်။ တို့နှစ်ယောက်ကကျမကိုဘာပြောလို့ဆိုကျမကိုတွေးလို့ရှင်တို့ကအရင်ပြောတာတယ်နော်တို့စိတ်ထဲမှာဘယ်လိုမျိုးဖြစ်လဲဆိုလို့ရှင်နဲ့ကျမကိုတွေးလို့ရှင်နဲ့အားသွင်းပြီးတော့မယ်ပေါ့နော်ဘက်ထရီအားသွင်းပြီးတော့မယ်ဟိုခြားခြားကြီးတစ်ခုကိုတွေးလိုက်ရတယ်လို့မျိုးအားရရှိပြီးတော့အရင်ပြောတယ်ဆိုသူတို့ကျမကိုပြောတယ်နော်ဒါဘလောက်ချစ်စရာကောင်းလဲပြောရမယ်ဆိုဒါတကယ့် blessing ပါပဲနော်ကျမကိုတွေးလို့ရှင်တို့ပြေးဖက်ကြတယ်အဲ့လိုမျိုးဖက်ရတာဟိုကျမကိုဖက်လိုက်တယ်ဆိုလို့ရှင်တို့စိတ်ထဲမှာ ဟိုပျော်တယ်အားရရှိလာတယ်ဗောနော်မမွန်ရှိတယ်ဆိုတော့စိတ်မျိုးနဲ့ဖြစ်တယ်ဆိုတော့ဒါသူတို့ရဲ့စိတ်ထဲမှာရှိတဲ့အရင်ခံအတိုင်းသူတို့ပြောပြတာအဲ့လိုတွေကြုံရတဲ့အခါမှာဒါကလည်းကျွန်မအတွက်ဆိုလို့ရှိရင်ဒါတကယ်ကို support system ကြီးတစ်ခုပဲလို့ကျွန်မယုံကြည်တယ်အဲ့ဒီတော့ကြောင့်ဘာဖြစ်လဲကိုသူများတွေအတွက်လည်းရှင်သန်ရမယ်ကိုယ့်ချစ်တဲ့သူတွေကိုယ့်အားကိုးတဲ့သူတွေကိုယ့်ခြားချက်ကြီးလို့သဘောထားတဲ့သူတွေเนาะအကုန်လုံးပေါ့ သူတို့အတွက်ရှင်သန်မှုရှိနောက်ဆုံးမှာဘာဖြစ်လဲကျမတို့ကကိုကိုအတွက်ကိုလည်းကိုရှင်သန်ရမှာတကယ်တော့စဉ်းစားကြည့်ရင်ကျမတို့ရာတယောက်တည်းဆိုတာဘယ်တော့မှမဟုတ်ဘူးပြီးတော့ထင်ထားတာတည်းကိုကျမတို့ကပို့ပြီးတော့တန်မာတယ်ပို့ပြီးတော့ကျမတို့စီမှာဉာဏ်ပညာနဲ့ပြည့်စုံတယ်နော်အဓိကဘာလဲဆိုလို့ရှိရင်ဘယ်တော့မှကို့ဘာကိုတယောက်တည်းဖြစ်တယ်လို့မတွေးနဲ့ပေါ့နော်ကျမရဲ့အာညီမလေးတယောက်ကို သူကဓာတ်ပုံရိုက်လို့ရှိရင်တိတ်လာတာเนาะတိတ်လာတာအဲ့တော့ photogenic အရင်ဖြစ်တယ်ပေါ့ကျမသူ့ကိုဓာတ်ပုံရိုက်ပြီးရင်အရင်ပြောတယ်ကျမဓာတ်ပုံရိုက်ပြီးရတာအရင်ဝါသနာပါတယ်လေအဲ့တော့သူ့ကိုရိုက်ရလို့ရှိရင်ကျမတိတ်ကြိုက်တာပဲဘာလို့ဆိုတော့သူရီလိုက်တဲ့အပြုံးနေအဲ့လိုမျိုးပေါ့သူ့ပုံလေးတွေကိုကြည့်တိုင်းကျမအရင်စိတ်ချမ်းသာတယ်အဲ့တော့ကျမဘာလုပ်လဲဆိုလို့ရှိရင်သူ့ပုံလေးဆိုကျမသူ့ကိုအမြဲကျမရိုက်ပြီးတယ်ပြီးလို့ရှိရင် ကျမကြိုက်တဲ့ပုံလေးဆိုလည်းကျမအမြဲတမ်းတိမ့်တိမ့်ထားတယ်ပေါ့နော်တိမ့်ထားပြီးတော့ကျမက အဲတရက်ကြတော့သူ့ပုံလေးတပုံဖုန်းထဲမှာတွေ့တော့တော်တော်လှပါတယ်အဲ့ဒီပုံလေးကဟိုလွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါပါလေးရည်နေတဲ့ပုံပေါ့အဲ့ဒါလေးကိုကျမသူ့ကိုတတိယတော့ကျမပလန်ပို့လိုက်တယ်ပို့လိုက်တော့သူကဟဲ့ဒီပုံလေးကတော်တော်ကောင်းတာပဲနော်တဲ့ဆိုတော့ကျမဟုတ်တယ်လို့အဲ့ဒါကြောင့်မလို့တတိယလို့ပေါ့နော်ပို့လိုက်တော့သူကသူ့ရဲ့ Facebook မှာဒီပုံလေးကိုတင်တယ်တင်ပြီးတော့သူကဘာရေးထားလဲဆိုတော့ဩတဲ့ဟိုသူကတော့ဟို ကြပြလေးစာလေးလှလို့ရေးတာပေါ့အချောင်းရတော့ပါလဲဆိုတော့ဘဝမှာတဲ့အနာမှာဘာမှမရှိပြင်မယ်ပေါ့လေဒီလိုမျိုးဟိုသူပြုံးနေတယ်ပါညာပေါ့အဲ့လိုမျိုးရေးတော့ကျမစိတ်ဆိုးလို့သူသာပြောတယ်ပါလဲဆိုတော့ဘာဘဝမှာတရားမှမရှိရလေလို့အဲ့ဓာတ်ပုံဘသူရိုက်ပေးရငါရိုက်ပေးရလေလို့ကျမသူ့ကိုသွားပြောတယ်နော်အဲ့တော့ပါလဲဆိုတော့တကယ်တမ်းမှာတကယ်တမ်းဘာမှမရှိဘူးဆိုတာဟုတ်လို့လား နော်ဒီပုံကိုရိုက်ပေးတယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတွေကရိုက်ပေးထားတဲ့ပုံဒါပေမဲ့အဲ့ဒီပုံကိုလည်းတစ်ခုတည်းနဲ့သိမ်းထားတယ်အော်အမှတ်တရနဲ့သတိတရနဲ့ပြန်ပို့တယ်အဲ့ဒီလူတော်မှအာမနာကိုဗာလဲဆိုအနာမဘယ်သူမှမရှိပါဘူးဆိုတော့ကျွန်မသူ့ကိုစူးကျင်တာပေါ့ကျွန်မသူ့ကိုဆဲကျင်တာပေါ့အဲ့တော့ကျွန်မသူ့ကိုသွားပြီးပြဿနာရှာတာပေါ့နော်အဲ့လိုသဘောမျိုးပေါ့အဲ့တော့တကယ်တမ်းမှစဉ်းစားကြည့်လို့ရှင်ကိုဗီနာမှာနော်ကိုအတွက်ရှင်သန်ပေးနေတဲ့သူတွေရှိသလိုကိုကလည်းသူတို့အတွက်ရှင်သန်ပေးနေတယ်ဆိုတော့ ပုံစံမျိုးဖြစ်နေတယ်။ဟိုကျမတို့ရဲ့လူလောကကြီးမှာပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်နေတာ။အဲ့တော့အားငယ်စရာလည်းမလိုဘူး။ပြီးတော့တယောက်တည်းဆိုပြီးတော့လည်းတွေးထားစရာမလိုဘူးပေါ့နော်။ကျမတို့ရဲ့ဘဝမှာဘာတကယ်အရေးကြီးလဲ။ကျမတို့ရှင်သန်မှုအရေးကြီးရဲ့။ကျမတို့ရဲ့တန်ဖိုးတွေကဘာလဲဆိုတာကိုအရေးကြီးရဲ့နော်။အဲ့တော့နှစ်တစ်နှစ်မှာကိုယ့်ဟာကိုယ်ပြင်ပြီးတော့ကျမတို့သုံးသက်တယ်ဆိုလို့ရှိရင်ကိုယ့်ဟာကိုယ်ဘယ်အရာအရေးကြီးဆုံးလဲဆိုတာကို စဉ်းစားကြည့်စေချင်တယ်နော်အဲ့တော့ကိုယ့်ကကိုယ်ဇောတွေကပ်ပြီးတော့ရှင်ပြိုင်နေတာပြိုင်ဆိုင်နေတာဒါကအရေးကြီးရလားငါဘာလဲဆိုတာကိုသတိပြနိုင်မှဒါကကိုယ့်ရဲ့အောင်မြင်မှုလားနှစ်တစ်နှစ်မှာကိုကပြန်သုံးသက်တယ်ဆိုလို့ရှိရင်ဘယ်အရာတွေကကို့အတွက်အရေးကြီးလဲကိုပြင်ပြင်ပပန်းစူးစမ်းခဲ့ရတဲ့အရေးကြီးလားကိုယ့်ရဲ့အောင်မြင်မှုတွေအရေးကြီးလားကိုယ့်ရဲ့ Facebook မှာ follower တွေဘယ်လောက်တိန့်နဲ့တောင်းနဲ့ချီပြီးတော့တက်လာတာကအရေးကြီးလားဘယ်အရာကအရေးကြီးရလဲ ကျွန်မအတွက်ဆိုလို့ရှိရင်တော့ပါလေကိုကိုကိုဘယ်လောက်ထိနားလည်လဲဆိုတာအရေးကြီးရဲ့အဲကျွန်မရတန်ဖို့ပဲနောက်တစ်ခုကကျွန်မကိုယ့်ရဲ့နှလုံးသားနဲ့ကိုဘယ်လောက်အထိပြန်ပြီးတော့ချိတ်ဆက်နိုင်ပြီလဲနော်ဘယ်လိုပုံစံနဲ့ချိတ်ဆက်နိုင်လဲတကယ်ကိုစစ်စစ်မှန်မှန်နဲ့ချိတ်ဆက်နိုင်တာလား for example မကောင်းတာတွေလည်းရှိရဲ့ရှဲတို့တွေအဲ့ဒါတွေကိုလည်းလက်ခံတယ်။ကောင်းတဲ့အရာတွေကိုလည်းတကယ်ကိုကောင်းတဲ့အတိုင်းငါ့ရဲ့စိတ်ကလေးကဒီနေရာမှာတော့အမတန်မှပြုစင်ခဲ့တယ်။ငါ့ရဲ့စိတ်ကလေးကဒီနေရာမှာတော့အမတန်မှလေးစားစရာကောင်းတဲ့စိတ်ကလေးကိုငါပိုင်ဆိုင်ခဲ့ရတယ်။အဆရှိသဖြင့်အဲ့လိုမျိုးကြီးကြီးနက်နက်ကိုလက်ခံပြီးတော့ချိတ်ဆက်နိုင်တာလားနော်။အရာရာ ကောင်းနေလို့ပြောတာမဟုတ်ဘူးနော်။ဒါပေမဲ့ငါသည် မကောင်းတဲ့အရာတွေလည်းငါမှာရှိတယ်ဒါတွေကငါပြုပြင်ရအောင်မဲ့အရာတွေပဲဒီအရာတွေကငါဘဝမှာအရေးထုံးနေတော့မဲ့ရှိသေးတယ်ဆိုတာမျိုးကိုလည်းကျမတို့ကမြင်တတ်ရမှာအဲ့တော့ဆိုလိုချင်တာကဘာလဲဆိုလို့ရှိရင်ငါကဘာမှမရှိဘူးငါဘဝမှာနော်အဲ့လိုမျိုးပျောက်ဆုံးနေရမျိုးမဖြစ်စေချင်ဘူးနော်ကိုကိုကိုပြန်ရှာကြည့်စေချင်တယ်အဲ့ဒါကြောင့်မလို့ကျမဒီ day 12မှာကျမ keynote တဲမှာရေးထားတာတခုရှိရယ်ကိုဟာဘယ်သူလဲ remembering who you are ်နော်ကိုဘယ်သူလဲဆိုတာကိုကိုကကိုပြန်ပြီးတော့ဒီလောက်တော့မှစူညံရှုပ်ထွေးနေတဲ့လောကကြီးအလယ်မှာကိုကကိုပြန်ပြီးတော့တတိယလာတတ်ဖို့လိုတယ်အဲ့ဒီအတွက်ကြောင့်မလို့ကိုရဲ့ value တွေကဘာလဲဆိုတာကိုကျွန်တော်တို့သိဖို့လိုတယ်ကိုအတွက်အရေးကြီးနေတာဘာလဲနောက်တစ်ခုကိုကဘလို့ပုံစံနဲ့လူမျိုးတယောက်ဖြစ်ချင်တာလဲအခုကိုလုံနေရပြောနေရအရာတွေဟာကိုစံနာနဲ့တကယ်ကိုက်ညီမှုရှိရလားကိုယုံကြည်မှုနဲ့ကိုက်ညီမှုရှိရလား နော်ဒါကိုပြန်စဉ်းစားဖို့လိုတာအဓိကဆိုလိုချင်တာက အတွင်းနဲ့အပြင်ဘက်ကနှစ်ခုကအလိုင်းဖြစ်နေဖို့လိုတယ်ထိစပ်မှုရှိနေဖို့ဟန်ချက်ညီဖို့လိုတယ်အဲဒါကြောင့်ဒီ readjust refocus မှာဆိုလိုချင်ကျွန်မပြောတဲ့စကားတခုရှိရဲ့ဘာလဲဆိုလိုချင်နှလုံးသားချိန်ကိုင်းမှုနဲ့ဘဝဟန်ချက်ညီမှုနော်နှလုံးသားချိန်ကိုင်းမှုဆိုတော့အဲ့ဒါပဲကိုယ်အတွင်းနဲ့အပြင်တွေက embody ဖြစ်နေတာအဲ့လိုသဘောမျိုးနော်အဲ့တော့ကိုကဘယ်လိုပုံစံနဲ့လူတယောက်ဖြစ်ချင်တာလဲနောက် ကိုယ့်ရဲ့ဘဝမှာ ပထမဦးဆုံးလှုပ်ချင်တဲ့ဦးစားပေးပြီးတော့လှုပ်ချင်တဲ့အရာအပါလေနော်ဘသူတွေအတွက်ရှင်သန်မှုလဲကိုယ့်အတွက်ကိုရှင်သန်မှုလားသူများတွေအတွက်ကိုရှင်သန်မှုလားကိုကငါဆိုတဲ့အရာတကူဖျောက်လိုက်ပြီးတော့အများအတွက်ကိုရှင်သန်မယ်လို့ထားလိုက်လို့ရှင်ကိုရဲ့ power ကိုရဲ့ creation တွေကလည်းပို့ပြီးတော့မြင့်တက်လာတတ်တယ်ကိုရဲ့လုံနိုင်စွမ်းအားတွေကလည်းပို့ပြီးတော့တိုးတက်လာတတ်တယ်ဒါကိုလည်းကျွန်မဒီနေရာနေပြီးတော့ remind လုပ်ပေးချင်ပါတယ် ဒီစနေရစနေလာပေါ့နော်ဒီစနေမြောက်နေ့လေးမှာကိုယ့်ရဲ့ကိုယ့်အတွက်မလိုအပ်တော့တယ်မကိုက်ညီတော့တယ်ယုံကြည်ချက်တွေနော်အတွေ့အမြင်တွေဓာရီအဟောင်းတွေဓာရီကိုလှုပ်ချလိုက်ဖို့လိုတယ်နော်ကိုယ့်နဲ့မကိုက်ညီတော့တဲ့လူပုဂ္ဂိုလ်တွေ relationship တွေရှိရင်လည်းဓာရီကိုဘယ်လိုဆုံးခွာမလဲဆိုတာကိုစပြီးတော့ plan လုပ်ဖို့လိုတယ်အဲ့တော့ကိုယ့်ရဲ့ဘဝမှာအရေးကြီးတဲ့ဘဝတန်ဖိုးတွေကိုလည်းပြန်ပြီးတော့မေးစေချင်ပါတယ်။ဒီစာရင်းမှာကျွန်မရေးထားတဲ့ try on activities လေးတွေ ောက်တစ်ခုကကိုယ့်ဘာကိုပြန်မေးလို့ရတယ်မေးခွန်းနေပေါ့နော် reflect လုပ်လို့ရတယ်ဒါလေးတွေကိုလည်းဖြည့်ကြည့်စေချင်တယ်ဒီဗီဒီယိုလေးရဲ့အောက်က comment မှာတော့တကယ်လို့ကိုယ့်ရဲ့ဘဝမှာတန်ဖိုးထားတဲ့အရာတွေကဘာတွေရှိလဲကိုယ့်ရဲ့ value တွေကဘာလဲပေါ့နော်ဒါလေးကိုလည်းရေးပေးစေချင်ပါတယ်မျှဝေပေးစေချင်ပါတယ် day 12အထိကိုလိုက်ပြီးတော့နှာထောင်ပေးရဲ့အတွက်လဲကျေးဇူးတင်တယ် readjust your mind refocus your energy and realign with yourself thank you for listening